္ဂလာပါကျွန်တော်တို့ line မှာနေပေါ့နော် workshop အခြေခံမိုင်းစလေးလာနေကြတဲ့ညီကိုများအားလုံးမင်္ဂလာပါဗျကျွန်တော်ကိုကျွန်တော်မှန်နေမှာမေးတာပေါ့နော်အဲ့ဒါတော့ပြင်နေလူကတော့မဟုတ်ပါဘူးနော်ပြင်နေလူမဟုတ်ကျွန်တော်တို့မောင်းနေသူပေါ့နော်မောင်းနေသူဘိန်းပိုင်ရှင်ကျွန်တော်ကိုမေးတာလေးတခုရှိတယ်အဲ့လေးကဗာလေးလဲဆိုရင်ဆရာရေးတဲ့ကျွန်တော်တို့ဒီမှာအဲကျွန်တော်ဆိုင်ခဲ့ရတဲ့ကျွန်တော်တို့ဒီမှာနော်ကျွန်တော်ဆိုင်ခဲ့ရတဲ့မိခိုးလဲမလိုက်ဘူးတဲ့မိခိုးလဲမလိုက်ဘူးကျွန်တော်တို့ပြီးတော့အဲဘယ်လိုပြောမလဲ CEO အင်ဂျင်မှာ CEO စိန်လဲ မတွေ့ဘူးပေါ့နော်မရှိဘူးဒါပေမဲ့အင်ဂျင်ဝိုင်ကကျွန်တော်တို့ဒီမှာအင်ဂျင်ဝိုင်ကပေါ့နော်တပတ်ကိုနှစ်ခါလောက်ထည့်ထည့်နေရတယ်ပေါ့နော်တပတ်ကိုနှစ်ခါလောက်ထည့်ထည့်နေရဆိုတော့ပုံမှန်ဆိုင်ကယ်တစ်စီးမှာပေါ့နော်ဟိုက်ဝေးမစီးဘဲနဲ့ရွာတဲ့တဲ့စီးတဲ့သွားလာတယ်ပေါ့နော်ကိုအနီးနားပတ်ဝန်းကျင်နဲ့သွားလာတယ်ဆိုရင်ဟိုကျွန်တော်တို့အင်ဂျင်ဝိုင်တစ်ခါထည့်ထားရင်ကျွန်တော်တို့တစ်လလောက်ကတော့စီးလို့ရတယ်ပေါ့နော်အင်ဂျင်ဝိုင်တစ်ခါတည်းတစ်လနှစ်လတော့စီးလို့ရတယ် အခုကကြတော့ကျွန်တော်တို့ဒီမှာ तू ကတပတ်ကိုနှစ်ခါလောက်ထည့်ရတယ်ဆိုတော့ဒါတော်တော်လေးအညွိုင်းစားနေတယ်ပေါ့ तू ကအဲ့လိုပြောတာအညွိုင်းစားနေအညွိုင်းစားနေဆိုတော့လေ तू ကမိခိုးကလည်းမလိုက်ဘူးပြောတယ်ပြီးတော့ကျွန်တော်တို့ဒါ CEO ဆိုင်လည်းမရှိဘူးပြောတယ် ဟုတ်ပြီနော်အဲ့ဒါကျွန်တော်ဒီနေ့သူပြောတဲ့ဒါအပြုတ်ကျွန်တော်တို့မန်လေးနဲ့ပေါ့နော်ကျွန်တော်ရဲ့ဒီနေ့တွေးတဲ့အတွေ့အကြုံလေးကိုကျွန်တော်ပေါင်းဆက်ပြီးမျှဝေပေးမယ်ဗျာနော်ဟိုနောက်အခုမှစပညာမယ့်ညီကိုတွေလည်းကျွန်တော်တို့ဒါပညာရအောင်စပိန်စီးနေတဲ့သူတွေလည်းပညာရအောင်ပေါ့နော်ကျွန်တော်ဒါလေးကိုမျှဝေပေးခြင်းဖြစ်တယ်ဒါကတော့ကျွန်တော်တို့ဒီနေ့ဒါတွေ့ရတာလေးပေါ့နော်ဒီမှာနော်ဒါလေးကဒီနေ့ဘာရတာနဲ့လာလဲဆိုရင်ကျွန်တော်အခုလိုပဲ CO စိမ့်မရှိဘူး။ဘိန်ကကျွန်တော် CO စိမ့်မရှိဘူး။အတန်လေးကတော့ဆူတယ်။အတန်ဆူတယ်။ CO စိမ့်မရှိဘူး။အင်ဂျင် ကျွန်တော်တို့ဒါအင်ဂျင်ဝိုင်းစားနေတယ်ဗောနော်မိခိုးလည်းမလိုက်ဘူးเนาะ तू ဖြစ်ကျင်တာတော့ဘယ်လိုပြောမလို့ဟိုနည်းနည်းလေးပြောစရာရှိတာတော့မိခိုးမလိုက်သေးဘူးဒီပဲမိခိုးမလိုက်ဘူးမလိုက်တော့ဒါပုံမှန်တစ်စီးမှာကျွန်တော်တို့ဒါအင်ဂျင်ဝိုင်းစားပြီဆိုတာနဲ့ဒါမိခိုးလိုက်တယ်ဗောနော်ဒါ तू ကမိခိုးလည်းမလိုက်ဘူးမလိုက်ဖက်နဲ့ဒါကျွန်တော်တို့ဒါအင်ဂျင်ဝိုင်းကုန်းနဲ့ဆိုပြောမှာအခုလိုပဲဒါအခုမေးထားတယ်ဗောနော်ကျွန်တော်ညီလေးလားကိုကြီးလားမျိုးမေးထားတဲ့သူလိုပဲဟိုကျွန်တော်တို့တပတ်ကို तू ကနှစ်ခါလောက်ထည့်ရတယ်လို့ပြောတယ် သူကတော့ရှေးပိုင်းမကြောက်ပြောတယ်ကျွန်တော်ကရှေးပိုင်းလှက်ပြလိုက်တယ်เนาะပုံမှန်ဆိုဒါလှက်အမှာပဲဘလို့နေနေဒါရှေးပိုင်းကြလို့ကျွန်တော်တို့ဒါဟိုဘလို့ပြောမလို့အင်ဂျင်ဝိုင်းစားရတာပေါ့နော်အဲ့လိုပြောရမှာမိခိုးကျွန်ကျွန်မကျွန်ကျွန်ဒါကျွန်တော်တို့ဒါလှက်အမှာလှက်အမှာပဲလေအဲ့ဆိုတော့ကျွန်တော်ဒီနေ့လှက်ကြည့်လိုက်တယ်ပိုင်ရှင်ရလဲဒါကျွန်တော်နဲ့တိုင်မင်ပြီးကလှက်တာလှက်လိုက်ဆိုပြီးလှက်လိုက်တော့ကျွန်တော်တွေးတဲ့ပြဿနာကြီးကဒီမှာကင်မရှက်တယ်ဆိုလဲဒီလိုကြီးဟိုသူကဘာပြဿနာတွေ့လဲဆိုတော့ရှေးပိုင်းမှာစီမတက်တာပေါ့နော်အင်ဂျင်ဝိုင်းပတ်မတက်လိုက်တာကျွန်တော် ကျွန်တော်ဒီ type ပြဖုန်းလေးဖွင့်မယ်ကျွန်တော်လီပါဆွဲကြည့်တယ်အင်ဂျင်ဝိုင်းပတ်မတက်မတက်တော့ကျွန်တော်ရှေ့ပိုင်းလှက်ကြည့်လိုက်တဲ့ခါကျတော့ဒီမဲ့ဘိန်းကလည်းဝက်ပြီးမပြေးတော့ဘူးလို့ပြောတယ်ဒီမဲ့ဒီလိုတွေဖြစ်သွားတယ်နော်ဒီမဲ့ type လက်ကြီးကကျွန်တော်တို့ကဒီလိုကြီးဖြစ်သွားတယ်ဒီမဲ့တော့ကျွန်တော်တို့ကောင်းတဲ့ type လက်ကြီးကဒီလိုနေတယ်ဗျဟုတ်ပြီနော်ဒီမဲ့ तू ကအဲ့လိုမဟုတ်ဘူးလို့မရှိတော့စားသွားတယ်ဒါတွေစားသွားတယ်နော်အဲ့လိုလေးပြဿနာကျွန်တော်တွေ့ရတယ်ဒီပြီးတော့ rain နေရာလဲတော့မှတေသွားပြီ နော်သူကဒီကောင်ကကြတော့သူကဘာကြောင့်ဖြစ်သွားလဲဆိုရင်ကျွန်တော်တို့ဒါဒီလို range နေဘာကြောင့်တည်သွားလဲဆိုတော့ကျွန်တော်တို့ဟိုရှေ့ CQ ဘန်ပေါ့နော် CQ ဘန်นี่ကျွန်တော်ရှေ့အင်ဂျင်ကန်နဲ့ကိုမရောက်တာအင်ဂျင်ကန်နဲ့ကိုကျွန်တော်ရှေ့ပိုင်းဟက်ဟက်ဟက်ပိုင်းနဲ့ကိုမရောက်တာမရောက်တော့ကြတော့ကျွန်တော်တို့ဒီမှာဘလို့ဖြစ်သွားလဲဆိုတော့ဟိုပူပြီးပြီဆိုမှအင်ဂျင်ဝိုင်းနဲ့ဒီမှာအဝါတွေဂျွတ်တွေဖြစ်သွားနော်အင်ဂျင်ဝိုင်းနဲ့ဂျွတ်တွေဖြစ်ပြီးကတ်သွားအဲ့လိုဖြစ်သွားပြီးတော့ကျွန်တော်ဒီမှာဒီ range တွေဆိုလဲတေးသွားကျွန်တော်ဒါဆိုတော့တော်တော်ရိုက်ဖြစ်သွားတယ်ကားကြီးပြန်ဆိုနော် တော်တော်သေးတော့တာအင်ဂျင်ဝိုင်းပတ်မတက်တာပြောရမှာပေါ့အဲ့ဒါအဲ့ဒါမှကျွန်တော်ပိုင်းရှင်ကိုလက်တွေ့ပြလိုက်မှသူယုံသွားတယ်ပေါ့နော်အဲ့သူကတော့မိခိုးမလိုက်တော့အချိန်ကျတော့ဘယ်ကလဲနိုးရတာအဆင်ပြေတယ်မိခိုးကလည်းမလိုက်သိမပြေးတာနဲ့အင်ဂျင်ဝိုင်းစားနေတာပဲရှိတာအဲ့ဒါကိုကျွန်တော်ကလက်တွေ့လက်လိုက်တော့အဖြေသူ့ကိုပြလိုက်တယ်ပေါ့နော်ပြလိုက်မှသူယုံတယ်ဩဒီလိုကြီးဖြစ်သွားပါလားဆိုတာကိုသိတာပေါ့ဒါကျွန်တော်ဗာလေးကိုညှင်းညွှန်းပြီးပြောချင်တာလေဆိုတော့ကျွန်တော်ညီကိုတွေပြီးတော့မေးမိနေကြတဲ့သူတွေပေါ့နော်ကျွန်တော်မှလည်းမေးမိကြနေတယ် မေးနေကြတဲ့သူတွေဟိုဘယ်လိုပြောမလဲဆရာမိခိုးလည်းမလိုက်ပဲနဲ့ကျွန်တော်တို့ဒီ CEO သိမ်းလည်းမရှိပဲနဲ့ဘာလို့ဟိုတရက်နှစ်ရက်နေတခါ engine နေထက်ထက်ထဲနေအောင်ဆိုရင်ညီကိုလေးကြည့်ထားမယ်ဒါအဖြေပဲเนาะဒါလက်တွေ့ဒါကျွန်တော်ဒီနေ့ဖွင့်လိုက်လို့အတွေ့အကြုံလေးနဲ့ဒါသူမေးတဲ့အဖြေလေးနဲ့ကိုကျွန်တော်တိုက်ပြီးတခါတည်းပြန်ဖြေပြီးတာဟုတ်ပြီเนาะကျွန်တော် ပုံမှန်ကောင်းတဲ့တိုက်ပြလက်နေထားမှာဒီလိုလာမယ်เนาะဒါတော့ကျွန်တော်တိတ်မကြိုက်လို့လဲပြထားတဲ့တိုက်ပြလက်တွေဒီမဲ့ဒီကောင်ကျတော့ပိုးဆိုးသွားပြီမရှိတော့ဟုတ်ပြီเนาะအဲ့ဒါလေးကိုကျွန်တော်မျှော်ပြီးတော့ပါ ဟိုဟိုကျွန်တော်တို့ဒီပေါ့နော် စီယိုဆိုင်လည်းမရှိဘူးကျွန်တော်တို့ဒါဟိုဟိုစီယိုဆိုင်လည်းမရှိဘူးကျွန်တော်မီခိုးလည်းမလိုက်ဘူးဆိုရင်အများဆုံးပြဿနာကတော့ကျွန်တော်တို့ရှေးပိုင်းနဲ့ကိုစီပန်းမတက်တဲ့ပြဿနာအများဆုံးဖြစ်ပါမယ်ရှေးပိုင်းနဲ့ကိုစီပန်းမတက်တဲ့အခါမှာအင်ဂျင်ထဲလိုက်တယ်ပေါ့နော်အင်ဂျင်ထဲလိုက်တဲ့အခါမှာရှေးပိုင်းနဲ့စီပန်းမတက်တော့ရှေးပိုင်းနဲ့ဟက်တုံးကြီးကနေကျွန်တော်အင်ဂျင်ဟိတက်လာတယ်ပူတယ်ပေါ့နော်အရန်ပူပြီးပြီးဆိုမှကျွန်တော်တို့ဒါ အင်ဂျင်ဝိုင်းနေခန်းနဲ့ပြဿနာဖြစ်တာပါဗျာเนาะကျွန်တော်အဲ့ဒါလေးကိုပြန်ဖြေပေးတာဖြစ်ပါတယ်တိတဲ့တက်တဲ့ဆရာများတော့ကြော်သွားပါအခုမှလေးလာနေကြတဲ့ညီကိုများတိအောင်ဒါဖြေပေးရခြင်းဖြစ်ပါတယ်ဗျဟုတ်ပြီเนาะအားလုံးပဲပညာရနိုင်ကြပါသည်အားလုံးပဲကျေးဇူးတင်ပါတယ်ဗျာเนาะ